မင်္ဂလာမင်္ဂလာပါရှင်ကျွန်တော်ဆွေးနွေးပေးနေတယ် teaching approach and method ပေါ့နော်ကလေးတွေကိုဘလိုနည်းလမ်းနေနဲ့လိုတင်ကြားနေရတဲ့ချင်းကပ်ပြီးတော့တင်ကြားသင်ယူမှုတွေဆောင်ရွက်ကြမှာလို့ဆိုတော့တင်ကြားတဲ့နည်းလမ်းလေးတွေကိုဆွေးနွေးပေးနေရင်ဖြစ်ပါတယ်အဲ့ဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာလည်း ကလေးတွေရဲ့တဘာဝနဲ့ kait ညီတဲ့နီလန်းနေနဲ့တင် जा ပေးခြင်းဟာပို့ပြီးတော့ကောင်းမွန်နေအဲ့ဒီနီလန်းတွေကိုကျွန်တော်တို့ဘလို့ချင်းကပ်မလို့ဆိုတဲ့ချင်းကပ်ပုံချင်းတဲ့ချင်းကပ်နီလေးတွေကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်မကဒီတင် जा နီးတွေမှာဆွေးနွေးပေးနေအောင်ဆိုလို့ရှိရင် ဖန်တီးတီတွင်ကစားခြင်းပေါ့နော်ဒီကစားခြင်းဆိုတဲ့ခေါင်းစဉ်ကြီးအောင်မှာကျွန်မဆွေးနွေးပေးနေရပါတော့ကစားခြင်းနီးလန်းနေနဲ့တင်ပေးမယ်အဲ့တင်ပြီးတဲ့အခါမှာတင် जा ပေးမယ်ကစားတဲ့နီးလန်းနေနဲ့တင် जा ပေးမယ်ကစားရင်းနဲ့မိမိတို့ရရှိစေခြင်းနဲ့စွမ်းရည်ရရှိစေခြင်းနဲ့မှတ်သားမိသွားစေခြင်းနဲ့အကြောင်းအရာတွေပေါ့အဲတင်ကန်းစာရဲ့ရည်ရွယ်ချက်တွေပေါ့ဒါမျိုးတွေကိုရရှိသွားအောင် ကစားခြင်းနီးနဲ့ အဲသူတို့ကိုတင် जा ပေးမယ်အဲ့ဒီမှာဆိုရင် ကစားခြင်းဤမှာဆိုရင်ကျမဖန်တီးတီထင်ကစားခြင်းအကြောင်းလေးကိုဆွေးနွေးပေးနေခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့တော့အဲကျမဆွေးနွေးပေးနေတယ်ပေါ့နော်ဒီဖန်တီးတီထင် ကစားခြင်းမှာဆိုရင်အတူထွားပစ္စည်းလေးတွေနဲ့ဖန်တီးတီထင်ကစားခြင်းပေါ့နော်ဒီအကြောင်းလေးကိုဆွေးနွေးပေးပါရစေဒီလိုမျိုးအတူထွားပစ္စည်းလေးတွေနဲ့အဲဖန်တီးတီထင် ကစားစေခြင်းဟာအဲကျမတို့ပေါ့နော်အဲ ဒီအားရရအတော့မဝင်တော့ဘူးဒါပေမဲ့လို့ကလေးတွေကိုအဲကလေးတွေကစားလို့ရအောင်ပေါ့နော်ဒါလေးတွေကိုသူစီစဉ်ပေးထားတယ်အဲသူတို့ဒါလေးဒီလိုမျိုးပေါ့အတို့ထွားပစ္စည်းလေးနဲ့ကစားခွင့်ပေးရယ်ဆိုတာအဲကျွန်တော်တို့တစ်ခါကြတည်းက recycle ပေါ့နော်စွန့်ပစ္စည်းတွေကို ဒါတောင်းဝင်းကျင်မှာများမလားဟောဒီစွန့်ပစ္စည်းတွေဟာပြန်လဲသုံးချလို့ရှိရင်သုံးဝင်နေဆိုတာကိုသူတို့လည်းဒါဒီလိုမျိုးကစားရင်းနဲ့မှသိရှိလာစေမယ်ပထမဆုံးတော့သူတို့နိုင်တာလေးကိုစမယ်ပေါ့နော်အဲကျွန်တော်ဒီမှာဆိုရင်တ िश ူးဘူးကဘူးကုန်လေးတွေရှိတယ်အဲတ िश ူးဘူးကုန်လေးတွေကိုခုနကကျွန်တော်တို့ရေစေးတွေပါအောင်နဲ့ပေါ့နော်ပကြီလေးခြေလိုက်ပြီးတော့ဒီလိုမျိုးဆက်လိုက်တဲ့အခါမှာကော်လေးတွေနဲ့ဆက်လိုက်ခဲ့အခါမှာနိုင်ကောင်းလေးတွေတို့ အမီရထားပုံလေးတွေတို့အော်တော့ပုံလေးတွေတို့အော်နောက်ဒီမှာဆိုလို့ရှိရင်ကျမတို့အတူထွားပစ္စည်းလေးတွေဘောပင်လေးတွေတို့အဲပေါ့နော်ဒီဟိုပါပေါ့ဒီကျမတို့ဘောပင်လေးတွေခဲတံလေးတွေရောင်စုံခဲတံလေးတွေပေါ့နော်ဒါမျိုးလေးတွေဖျောင်းခဲလေးဒါလေးတွေကိုဟိုထည့်လို့ရစရာထည့်လို့ရတဲ့ အဲခွက်ကလေးတစ်ခုဖြစ်သွားတယ်။အဲ့ဒါလေးတွေကိုဒီမှာဆိုရင်တော်လေးတွေပေါ့နော်။တော်ပုံတရံလေးသူတို့ကလေးတွေရဲ့လက်နဲ့ကင်လို့ရမယ်။ကလေးတွေအတွက်အနေရမဖြစ်စေမယ်ပေါ့နော်။ထိတ်မချွနဲ့ပေါ့နော်။ဟိုထိတ်မချွနဲ့ကတော့ကကြီးကိုကကြီးနဲ့ကလေးကိုပေးပြီးတော့မှ တော့ပုံလေးတွေမလုပ်တော့ဆိုရင်ကျမတို့အဲညက်ပြီးတော့မှသူတို့တွေဖန်တီးတီထွင်ကစားရဲပေါ့နော်အဲ့ဒါဟာသူတို့ရဲ့ဖန်တီးတီထွင်ကစားလို့စိတ်ကိုကျမတို့မြင့်တင်ပေးတာပါအဲသူတို့သူတို့စိတ်ကူးထဲမှာရှိရဲ့စိတ်ကူးစိတ်သန်းတွေကိုဟိုသူတို့ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်လို့ရအောင်ဒီလိုမျိုးပေါ့နော်အတူတူပစ္စည်းလေးတွေသူတို့ကို ပေးထားရမယ်အဲ့ဒါလေးနဲ့သူတို့စိတ်ကြိုက်ကစားလိမ့်မယ်ပေါ့နော် ဒီထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအချူရီဘူးကိုလေအဲ့ဒါလေးကိုကျွန်တော်တို့ပေါ်ကနေဖောက်လိုက်ပြီးတော့ပေါ့နော်တိတ်ကလေးနဲ့ပတ်ဆိုဒီကခဲတယ်လေသူတို့ခဲတယ်လေးတွေမပြအောင်အလေးလေးမဖြစ်အောင်ပေါ့နော်စနစ်တကျဒိန်စီတို့ရသွားတယ်ပေါ့နော်အများကြီးသုံးလို့ရတယ်။ဟိုကျွန်တော်တို့ရေတန်ဘူးကိုနေအားစားပါပေါ့နော်ဒါလေးနဲ့ကျွန်တော်တို့ကျောင်းနေရဲ့ဝရဏာတွေမှာ အလှလေးတွေပေါ့နော်ရောင်စုံလေးတွေချဲ့ပြီးတော့အလှလေးတွေနဲ့ပေါ့နော်စောင်းရဲလို့ရတယ်ဒါဆိုရင်ကလေးတွေကသူတို့ကိုယ်တိုင်လှုပ်ဆောင်ထားရတဲ့အရာလေးကိုသူတို့မြင်တွေ့ကြည့်ရတဲ့အခါမှာပို့ပြီးတော့ကျေနပ်မှုရှိမယ်စိတ်ကူးတွေပေါ့နော်သူတို့ရဲ့စိတ် ထဲမှာရှိနေတဲ့စိတ်ကူးစိတ်တန်ကောင်းတွေဟာပို့ပြီးတော့ထွက်ပေါ်လာစီမှာလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်တိုးတွားပစ္စည်းလေးတွေနဲ့ပေါ့နော်။အဲဖန်ဤတီထွင် ကစားမယ်။အဲစကူဘူးကိုနေနဲ့လည်းကစားလို့ရတယ်။တ िश ူဘူးကိုနေရှိမယ်။ပလင်းအဖုံးလေးတွေနဲ့လည်းဒီမှာဆိုရင်ကျွန်မပြထားပလင်းအဖုံးလေးတွေကိုကျိုးလေးနဲ့တည်ထားလိုက်တာ။ချစ်စရာဂွင်းလေးတစ်ခုရသွားတာဟုတ်။ ဟိုပေါ့နော်ဒီမှာဆိုရောင်စုံပလင်းဘုံဘူးကိုလေးရှိတယ်လေအဲ့ဒါလေးနဲ့ခုလိုမျိုးရောင်စုံအဲတကူတို့အကွင်းလေးတကူရသွားတယ်အဲဆိုရင်တို့လက်ကလေးမှာဆွပြီးတော့တကြွားကြွားနဲ့လေကလေးရတို့လှုပ်ထတာလေးဆိုပြီးတော့လေအဲ့လိုမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေနဲ့ကစားခိုင်းလို့ရတယ်နောက်တစ်ခါတရေခွေးနေနဲ့အပုံတဲ့အမျိုးမျိုးတွေလှုပ်ဆောင်ကစားတယ်ကျမတို့ငငယ်တော့ဆိုကစားတယ်လေတရေခွေးနေနဲ့ဒါတကဖိတ်စာကပြားတွေဒီကပြားတွေကဖိတ်စာကိုဖတ်ပြီးသွားလို့ရှိရင် ဟိုဗဒါပြီးသွားတာဟိုဒါပေမဲ့လို့ဒီကပ်ပြားတွေကကလေးတွေတော့ကြာအသုံးဝင်တယ်ကလေးတွေကစားလို့ရတယ်ပေါ့နော်နောက်တစ်ခါအဝိစာအတူထွာလေးတွေအဝိစာအတူထွာလေးတွေနဲ့လည်းဘာလို့လို့ရလဲကစားလို့ရတယ်ဖဲကျူးလေးတွေကြတော့လေဥမာခေါင်းစည်းမစီးရဲ့ပေါ့နော် ဖဲလေးနေပေါ့နော်ဖဲဝင်လေးတွေနဲ့ခေါင်းစည်းရည်တို့ပေါ့နော်ဒါမျိုးလေးတွေကိုကျော်တို့အတူထွားပစ္စည်းတွေနဲ့ဟာကလေးတွေကသူတို့အများကြီးဒီပေါ်မှာပေါ့နော်ကစားလို့ရတယ်အဲသူတို့ရဲ့စိတ်ကူးထဲမှာရှိရဲ့စိတ်ကူးညာတွေကိုကိုမြုပ်ပြီးတော့ကစားခွင့်ပေးရမယ်ပေါ့နော်အဲ့ဒီမှာလည်းပဲကျော်တို့ပေါ့နော်အထူးသဖြင့်ပေါ့ခုခေတ်ကကြာတော့ဟို ready made တွေပေါ့နော်ပေါ်နေပြီကလေးတွေကစားစရာပစ္စည်းမျိုးစုံရှိရဲ့ အဲ့လိုမျိုးကစားစရာပစ္စည်းတွေကိုလည်းသူတို့ကစားခွင့်ပေးရမှာဖြစ်တယ်လို့ပဲအဲ့လိုကိုကိုတိုင်းပြုတ်လုတဲ့ပြုတ်လုချင်းနီးနေပေါ့နော်ဖန်တီးတီထွေရင်းနဲ့အဲကစားတဲ့နီးလန်းတွေကိုလည်းကစားအောင်ပေါ့နော် သူတို့ကိုကျမတို့တွေဖလောက်ရအောင်လို့ဆိုလို့ရှိရင်အဲကုညီမှုပေးရမယ်ပေါ့နော်ကုညီမှုပေးရမယ်ဒါမှသူတို့ကစန်းတစ်တီထွင်တတ်တယ်ဖန်တီတီထွင်တတ်တယ်ဆိုတော့ညံ့ကြီးကဖွေပြလာစေမှာဖြစ်ပါတယ်ဗယ်ဒီမိတ်တွေနဲ့ကစားနေသူကိုယ်တိုင်လောက်ရအောင်မဟုတ်ဘူးဆိုတော့ပေါ့နော်သူတို့ကကိုယ်တိုင်လောက်လှုပ်ဆောင်တာတော့ပစ္စည်းလေးမဟုတ်တာဖြစ်တဲ့အတွက် ဒီလိုမျိုးကိုကိုယ်တိုင်လှုပ်ဆောင်ပြီးတော့မှကစားကြီးဟာပို့ပြီးတော့ကောင်းမွန်တဲ့ရလက်ကိုရရှိပါတယ်။အဲ့တော့ဟိုဘန်ဒီတီတင်ရင်းသား ready made တင်နေလဲကစားမှာဖြစ်တယ်လို့ပဲ။ကလေးကကစားဖို့ခွင့်လန်းရတော့ဒီမျိုးစုံနဲ့ပေးရမှာဖြစ်ပါရဲ့။အဲ့တော့ပေါ့နော်ဘက်ပေါင်းဆိုကနေပြီးတော့ကျမတို့ဟိုခန္ဓာတစ်ခုတည်းလှုပ်ဆောင်လို့ရတာမဟုတ်ဘူး။အများကြီးအုံနောက်ပိုင်းဆက်ရဖွံ့ဖြိုးဖို့အတွက်ဒီကလေးတွေရဲ့ မြန်ရီပိုင်းဆိုင်ရာမျိုးမျိုးဖွံ့ဖြိုးဖို့အတွက်ကပုံသဏ္ဍာန်မျိုးမျိုးဆောင်ရွက်မှုအမျိုးမျိုးပံ့ပိုးမှုအမျိုးမျိုးကိုပေးစားပေးကြရမှာလည်းဖြစ်ပါရဲ့။အဲကြောင့်ဒီမှာဆိုရင်ကျွန်တော်ကျွန်မဆွေးနွေးပြီးတဲ့အတူထွားပစ္စည်းလေးတွေအားစားမှကလေးတွေကြာဒါအသုံးဝင်နေတာ။ဒါဆိုလူကြီးမိမရဲ့ဆရာသမားတွေလွတ်ပြစ်လို့မဖြစ်တော့ဘူး။ဒီအရာကလေးတွေကိုကစားဖို့အတွက်ပေးဖို့အတွက်အဲပေါ့နော်ဒါတင်စေထားဖို့လိုတယ်။သူတို့ကိုဒီလိုမျိုးပစ္စည်းလေးတွေနဲ့ကစားခွင့်ပေးရင်းနဲ့ သူတို့ကိုယ်တိုင်ပေါ့နော်တီထွေဖန်တီးလှုပ်ဆောင်ပြီးတော့ကစားရတာဖြစ်လို့ဒါကျေနပ်အားရမှုကိုရမယ်နောက်ပြီးကျွန်တော်တို့ဒီမှာဆို copy me eight ကိုနေရာစာမှာအဲကျွန်တော်တို့ဒီဟိုအထိုင်လေးခင်းလေးတွေပေါ့နော်ထိုးလို့ရတယ်ဒါကတော့ဒီလိုမျိုး copy me eight ကိုဆိုရင်တော့ကျွန်တော်တို့ဒါအဲ grace စစ်တူ grade 7တို့လောက်ကလေးတွေဆိုရင်လုတ်တက်သွားပြီ grade 5လောက်ဆိုရင်ကိုလုတ်တက်နေပြီပေါ့နော်ဒါမျိုးလေးတွေတကယ်တော့အတော့ဝင်ပါတယ် recycle ပြန်အသုံး ပြုလို့ရတယ်။အဲခင်းလေးတွေလုပ်လို့ရ၊ထိုင်ကုန်လေးတွေရ၊တချို့ဆိုချင်းလေးတွေတို့တချို့ဆိုလို့ရှိပုံလေးတွေအားစားမှာလေဒီမှာဆိုစင်ရုပ်ကလေးတွေတို့အယုတ်ကလေးတွေအားစားမှာဒီ coffee me အိတ်ခွန်တွေကိုသုံးပြီးတော့ recycle ပေါ့နော်အလှလေးတွေဆောင်ရွက်ကြရင်ချင်းဆိုလို့ရှိရင်ဆွဲလို့ရတယ်ထည့်လို့ရတယ်အခြေအထိကိုပဲပေါ့နော်ကျွန်တော်တခြားတန်ချောင်းနဲ့တော့ဟိုပေါ့ပါ သူ့ကိုပြန်ပြီးတော့ထိန်းနဲ့အထိန်းလေးတော့ပါတာပေါ့နော်ဒါပေမဲ့အိတ်ကလေးတွေကတကယ်ကိုထူးထူးခြားခြားလေးနဲ့လှနေရဆိုတော့ကျွန်တော်လူတော်တော်များများအမျက်စိအမြင်မှာဟိုအမြင်ဆန်းပြီးတော့နှစ်သက်ကြတယ်ပေါ့နော်ဒါတွေကကျမတို့ recycle ပြန်လဲအသုံးပြုတာပါပဝင်းကျင်ကိုလည်းထင်းထင်းရရောက်တယ်လို့ပဲမိမိရဲ့စိတ်ကူးစိတ်တမ်းတွေကိုလည်းပို့ပြီးတော့ထွက်ပေါ်လာစေတာလည်းဖြစ်ပါလေရှင်။နောက်တစ်ခုကကြတော့ကျမတို့ဖန်တီတီထွင်ကစားခြင်းမှာဒါကကြတော့ကျမတို့လीဟိုစက်ကူ ရောက်ဆုံးစက်ကူလေးတွေစက်ကူရောက်ဆုံးအတူစာလေးတွေကိုဟိုစက်ကူဘွားတွေပေါ့အပွားပေါ်မှာသူတို့ကပ်ဖို့ပေးရပေါ့နော်အဲ့ဒီမှာပုံပေါ်ထားတာလေးရှိတယ်ဒီမှာဆိုရင်ကြက်ကလေးတွေပုံပေါ်တော့သူပုံလေးပေါ်ထားရဲ့အဲ့လိုမျိုးရောက်ဆုံးစက်ကူအပိုင်းလေးတွေကိုသူ့ကိုသွားကတ်ခိုင်းတဲ့အခါမှာသူက ဒီမှာ तू ပုံပေါ်ထားတယ်ဟိုစီးအတွင်းမှာပဲ तू ကတ်ရတာအဲ့လိုမဟုတ်ပဲကြော်သွားတယ်ဒီသတ်မှတ်ပေးထားတဲ့နေရာကနေကြော်သွားတယ်ဆိုဒီပုံပေါ်မလာတော့ဘူးလေဒီလိုချက်ကလေးပုံပေါ်မလာတော့ဘူးပေါ်လာအောင် तू သတ်မှတ်ပေးထားတဲ့အဝန်းအဝိုင်းလေးမှာပဲ तू ကဘာလုပ်ရအောင်ဆိုရင်အဲဒီကစက်ကူရောင်စုံလေးတွေကိုသွားကတ်ရတာကတ်ရတာဖြစ်တဲ့အတွက် तू ကဒီလိုမျိုးကတ်စီကြီးအဖြစ် ဒီလိုမျိုး သူအပြင်ကိုမထွက်အောင်ကတ်ရမယ်အဲဒါမှဒီပုံလေးပေါ်လာမယ်ဒါဆိုရင် သူ့ရဲ့ပေါ့နော်စိတ်ကူးစိတ်တဲ့နယ်မှာကိုပဲလက်ကလေးတွေရောတန်မာလာမယ်ဒါမျိုးလေးကိုဒီလိုမျိုးချက်ကလေးပုံပေါ်လာအောင်လို့သူ့ရဲ့စီးပေါ့ထိမ့်သိမ့်နိုင်တဲ့စွဲရီပေါ့နော်မိမိရဲ့ အမြင်အာယုံအတွေးတွေကိုပါထိမ့်သိမ်းနိုင်တဲ့ဆိုင်ရလာမယ်ဗျမ်းမနာဘက်ကတ်လို့မရဘူးလေသူ့ရဲ့စတက်မှတ်ထားတဲ့အနေရာလေးကိုပဲကတ်ရတာဖြစ်တဲ့အတွက်အဲ့တော့ကြာဒီလိုမျိုးလေ့ကျင့်စီရကျွန်တော်တို့ရဲ့ကလေးတွေရဲ့အတွေးတွေအတီတွေအုံနောက်ညံ့ကြီးတွေကိုလေ့ကျင့်ပြီးမှကျွန်တော်တို့လိုချင်တဲ့လူကြီးမိမရဲ့လိုချင်တဲ့ဆရာသမားတွေလိုချင်တဲ့ အခြေအနေမျိုးတွေကိုရရှိလာစေမှာဖြစ်တဲ့အတွက်တို့တို့လိုမျိုးလေးတွေလေ့ကျင့်ပေးလို့ရတယ်စကူရောင်စုံတို့ထွားလေးတွေနဲ့တို့တွေကိုစကူကိုစုပ်စေတဲ့လွယ်ကူတဲ့ရုပ်ပုံတွေပေါ့နော်အပွားတွေစကူပွားတွေနဲ့ဘဲရုပ်ကလေးတွေလုတ်ခိုင်းလို့ရတယ်ချက်ရုပ်ကလေးတွေလုတ်ခိုင်းလို့ရတယ် ငါးကလေးတွေတစ်ပင်းပေါ့ဒါလေးတွေဆွဲပြီးတော့မှအဲ့ဒီအထင်မှာစက်ကူစာလေးတွေကိုကတ်စီခြင်းဖြစ်တယ်အဲ့လိုနည်းနဲ့ကလေးတွေကိုဖန်တီးတည်တွင်ကစားခိုင်းလို့ရတယ်ရတာလည်းဖြစ်ပါလေရှင်အဲ့လိုကစားခိုင်းလိုက်ခြင်းအပြင်ကျမတို့ကလေးတွေလက်ကလေးတွေကတန်မာလာခြင်းပဲလက်တန်မာလာတဲ့ကလေးကတကယ်တော့သူလရေလှအာခဲတာကိုနိုင်နိုင်နင်းနင်းနဲ့ရေးတတ်မှအသေးချာပါပဲရှင် အဲ့တော့ပုံဖော်တတ်တဲ့စိတ်ကူးတွေတွတ်တက်လာမယ်ပုံဖော်တတ်တဲ့ဉာဏ်ကြီးတွေတွတ်တက်လာမယ်ပုံရဲ့အတွင်းပြင်ဒီမှာဆိုရင်အတွင်းထဲကိုပဲကတ်ရမှာဆိုတာလေးကိုသိတဲ့အတွက်ပုံရဲ့အတွင်းဘက်ပိုင်းအဲ့ဒါကတော့အပြင်ဘက်ပိုင်းကိုထွက်သွားလို့မဖြစ်ဘူးပေါ့နော်အပြင်ဘက်ကိုထွက်သွားရင်အဲပုံလေးကမိမိတို့လိုချင်တဲ့ပုံလေးကဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်ပုံရဲ့အတွင်းနေအပြင်နေအတွင်းအပြင်သဘောတရားတွေကိုတို့နားလည်လာစီမယ်။ဟိုဒါကတို့ကဖန်တီးတီတွင်ကစားရရမှရရှိလာစီရရှိလာမယ်။ အဲစွမ်းရည်တွေလည်းဖြစ်တယ်အဲခန္ဓာကိုယ်ပိုင်းတွေကျမတို့ဒီရုပ်ပိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာတွေဖွံ့ဖြိုးလာစေမှာဖြစ်တယ်လက်ချောင်းလေးတွေတန်မာလာစေမယ်ပုံဖော်တတ်တဲ့ဉာဏ်ရည်တွေဖွံ့ဖြိုးလာစေမယ်ပုံရဲ့အတွင်းပြင်သဘောတရားတွေကိုနားလည်လာစေမယ်အဲဒါမျိုးတွေဟာအခုလို့ပေါ့နော်ဖန်တီးတီထွင်ကစားခြင်းကနေပြီးတော့မှအဲရရှိလာတဲ့အကျိုးကျေးဇူးတွေလည်းဖြစ်ပါတယ်ရှင်နောက်ပြီးတော့ကျမတို့စက်ကူလေးတွေကိုခောက်ခိုင်းမယ် အဲဒါလည်းကလေးတွေရမ်းဝါကြတာပါလေကျမတို့ငငယ်ဟာဒါမျိုးတွေရမ်းဒါမျိုးလောက်ရတာကို ကျင်းတ်ထားဟိုခဏခဏဟိုလုတ်ဖြစ်တယ်ပေါ့နော်စက်ကူခောက်ပြီးတော့ပေါ့နော်ဖန်တီတီရင်ကစားမယ်ငါးရုပ်ကလေးတွေရှိမယ်အဲဒီလိုမျိုးပေါ့နော်အဲဘဲရုပ်ကလေးတွေရှိမယ်ဟိုကြက်ရုပ်ကလေးတွေရှိမယ်ငှက်ရုပ်ကလေးတွေရှိမယ်ပေါ့ဒါမျိုးလေးတွေကိုပေါ့နော်အဲစက်ကူလေးတွေခောက်ပြီးတော့ပေါ့သူတို့တွေဟာဖန်တီတီရင်ကစားမယ်ပုံစံအမျိုးမျိုးလုပ်တယ်အရန်ပြောတာသူတို့ရောင်သုံးစက်ကူတွေနဲ့အပြန်အဆိုင်ဝဲတွေယူလာကြတယ်အရန်နေပြီးတော့ပေါ့နော်အဲအရန်နေပြီးတော့အမေစီကနေမိသားစက်ကူရောင်သုံးစက်ကူပဲနေရွက်ဝဲပေးဦး ပြီးရင်ကြောက်ကြရင်ခောက်ပြီးခောက်ပြီးသူခောက်ထားတာလေးကိုလေကျမတို့ကားကြက်ကလေးပေါ်မှာတို့ဒီလိုမျိုးပေါ့နော်အဲသူတို့ဒီကားကြက်ပေါ်မှာတယောက်ချင်းဒီမောင်ဘဒူမဘဒူအိုက်ဒီပုံလေးကိုဒါခောက်ထားတာဆိုပြီးတော့သူတို့သူတို့ပုံလေးကိုကြည့်ပြီးတော့ပေါ့နော်ဟိုတအားကိုပဲကျဉ်냅ကြရယ်ပေါ့နော်ဒါမျိုးလေးတွေကိုကလေးတွေစိတ်ဝင်စားကြတယ်ဒါကြောင့်ဆက်ကူကိုတင့်တော်တဲ့အရွယ်ဖြတ်ပြီးတော့၃တောင်ချိုးမယ်၄တောင်ချိုးမယ်ဒါမျိုးတွေနဲ့ပေါ့နော်ဖန်တီတီထွေကစားလို့ရတယ်ရက်တောင်တွေပြူလို့လို့လည်းရတယ်တပြည့်စည်းတွေလည်းလုပ်လို့ရတယ်ဒါလေးတွေကို ျမတို့ရှည်လေးတွေလေဆွဲပြီးတော့လေဟိုဖြတ်ပြီးတော့လေကျွယ်စည်းလုံတန်းကစားလို့ရတယ်။လှည်လေးတွေလှုပ်လို့ရတယ်။ပန်းမွင့်လေးတွေလည်းလှုပ်လို့ရတယ်ပေါ့နော်။ဒီစက်ကူခောက်ချင်းနဲ့အဲဒီလိုမျိုးပေါ့ star ဆိုတဲ့ Niger star ဆိုတဲ့ပေါ့နော်။ဒီလိုမျိုးပုံလေးတွေပြုလုပ်ခြင်းပေါ့။ကြဲပုံလေးတွေပြုလုပ်ခြင်းနဲ့လှုပ်လို့ရတယ်။အဲ့လိုမျိုးပေါ့နော်။စက်ကူခောက်ပြီးတော့ဖန်တီတီထွင် ကစားခြင်းဟာ အဲဘောနော်လက်မှုစွဲရည်ကို တိုးတက်စေတယ်လက်သေးတမ်းမာလာတယ်လက်မှုစွဲရည်ကိုတိုးတက်စေတယ်အစင်းစင်ဆောင်ရွက်မှုတွေကိုမှတ်သားတက်ပြီးတော့မှတ်ဉာဏ်ကိုပါတိုးစေတယ်ကျမတို့ကလေးတွေဟိုးဘောနော်အော်ဒီလိုမျိုးဟိုစက်ကူခောက်ချင်းနေဖန်တီတီထွင်ကစားချင်းနေဘောနော်အဲအတူအထွာပစ္စည်းလေးတွေနဲ့ကစားစီချင်းနေဘော အဲ့ဒါတွေကသူတို့ရဲ့လက်ချောင်းလေးတွေကိုတံမာလာစေတယ်။နောက်တစ်ခါသူတို့ကဒီတစ်ခုကိုလုပ်ပြီးဆိုရင်အစင်းစင်းဆောင်ရွက်ရတာဖြစ်တဲ့အတွက်ဒီဆောင်ရွက်ရတဲ့အစင်းနေတိုင်းကိုသူတို့ရဲ့မှတ်ဉာဏ်တွေမှတ်ရတဲ့အတွက်မှတ်မိမှုစွမ်းရည်တွေကိုလည်းထိုးတက်လာစေရလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေပေါ့နော်။ကစားနီးရနေပြီးတော့ဖန်တီးတီထွင်ကစားခြင်းကနေအဲသူတို့ဖွံ့ဖြိုးရမယ်စွမ်းရည်တွေကို ဖွံ့ဖြိုးလာစေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးနေကျွန်မယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်